ဗုဒ္ဓကနိဗ္ဗာန်ရောက်ပါတယ်ဆိုတာသူကိုယ်တိုင်ပြောခဲ့သလားတဲ့။အိုးပြောခဲ့တာပေါ့နော်။ပြောခဲ့တာမှအများကြီးပဲ။ဗုဒ္ဓကနိဗ္ဗာန်ရောက်ပါတယ်ဆိုတာသူကိုယ်တိုင်ပြောခဲ့သလားတဲ့။အိုးပြောခဲ့တာပေါ့နော်။ပြောခဲ့တာမှအများကြီးပဲ။အဲ့ဒီအများကြီးထဲကတစ်ခုပဲချပြမယ်။ မဟာဝါပါဠိတော်ဓမ္မစကြာတုံးမှာဘိက္ခုတို့ငါကိုဂေါတမလို့နာမည်မခေါ်ကြနဲ့ငါသည်ဗုဒ္ဓဖြစ်ခဲ့ပြီအမတခေါ်နိဗ္ဗာန်တရားကိုငါတိခဲ့ပြီငါရခဲ့ပြီနားထောင်ကြလောငါတရားဟောပြမည်ထိုတရားအတိုင်းကျင့်ပါကမြတ်သောတရားကိုတင်တို့လည်းသိမြင်ကြလိမ့်မည်တဲ့ဒါဟာဗုဒ္ဓသည်ကိုတော်တိုင်နိဗ္ဗာန်ရောက်ကြောင်းနိဗ္ဗာန်ရကြောင်းပြောဆိုဝန်ခံခဲ့တာပဲဖြစ်တယ်နော်တကယ်ရောနိဗ္ဗာန်ရောက်ခဲ့လားတဲ့ နိဗ္ဗာန်ရောက်တယ်ဆိုတာကနောက်တဖန်ပရိသန္တိမနေတော့ဘဲနဲ့ပူနာတိဆင်းရဲဒုက္ခအပေါင်းမှလွတ်မြောက်သွားတာကိုပြောတာပါနော်ပရိသန္တိနေပြီးတော့ပူနာတိဆင်းရဲဒုက္ခဖြစ်ရတယ်ဆိုတာကလည်းပဲကံကြောင့်ဖြစ်တာပါကံကလည်းကိလေသာကြောင့်ဖြစ်တာပါကိလေသာကိုအကျဉ်းမဲ့ပယ်သက်ပြီးတဲ့ပုဂ္ဂိုလ်တယောက်ဟာကံလည်းမရှိတော့တဲ့အတွက်ပရိသန္တိနေစရာအကြောင်းလည်းမရှိတော့ပါဘူးနော်ပရိသန္တိမနေတော့ဘူးဆိုရင်ပူနာတိဆင်းရဲဒုက္ခမှလွတ်မြောက်သွားပါပြီ ဒါကြောင့်ဗုဒ္ဓသည်ကိလေသာကိုအကျဉ်းမဲ့ပယ်သက်ပြီးသောပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်နောက်တဖန်ပရိသန္ဓေမနေတော့တဲ့အတွက်ပုဏ္ဏာတိဆင်းရဲဒုက္ခမှလွတ်မြောက်သွားတာကြောင့်ဗုဒ္ဓဟာနိဗ္ဗာန်ကိုတကယ်ရောက်ခဲ့ပါတယ်နော်ဥဇောတိကဆိုတဲ့ကတုံးငဖင်းကိုလည်းတတိပေးပါတယ်ဗုဒ္ဓကလမ်းညွန်တာလွတ်မြောက်ခြင်းတရားမကိုးကွယ်ခိုင်းဘူးအတုငဖင်းကတုံးရဲ့စာဖတ်တဲ့အတော့ကရဲ့နောက်လိုက်တပီးတယောက်တော့လာပြန်ပြီ အတော်ကကြီးကတပည့်တွေတော့တော်တော်ပေါ်တာဗျ။တုတ်တံဝီနိအဘိဓမ္မာဆိုတဲ့ပိဋကတ်၃ပုံမှာဖရာတရားတန်ကယရနာမြတ်၃ပါးကိုမကူးကွယ်မစည်းကရဘူးလို့ဖရာဟောများရှိပါသလား။ရှိတယ်ဆိုရင်တကားတော်အနေနဲ့အထောက်ထားအတိအကျနော်ပြပြီးတော့ခြားပြပေးပါ။အဲ့ဒီလိုအထောက်ထားအတိအကျနဲ့ခြားပြပေးမယ်ဆိုရင်ယခုဥစဉ်တရားဓမ္မဖြန့်ဝေနေတဲ့တိတော့အကောက်ကို အပိတိုင်ဖျက်သိမ်းပေးပါမယ်။အဲတကယ်၍မရှိဘူးဆိုရင်တော့မရှိရင်မရှိတဲ့အကြောင်းကိုယောက်ျားပြီပြီလာပြီးတော့ဝန်ခံပါလို့ဦးစင်းကပြောခြင်းတယ်နော်။ဖရာတရားတန်ကယရနာမြတ်၃ပါးကိုကိုးကွယ်စည်းကပ်ခြင်းသည်ဘေးမရှိသောကိုးကွယ်စည်းကပ်ခြင်းမိဤ။မြတ်သောကိုးကွယ်စည်းကပ်ခြင်းမိဤ။ဤဖရာတရားတန်ကယရနာမြတ်၃ပါးကိုကိုးကွယ်စည်းကပ်ခြင်းကြောင့်ဆင်းရဲဒုက္ခအပေါင်းမှလွတ်မြောက်နိုင်၏လို့ မြတ်စွာဘုရားကိုတော်တိုင်ကဓမ္မပဒမှာဟောကြားထားပါတယ်။အဲ့ဒီလိုဘုရားရှင်ကိုတော်တိုင်ကဟောကြားထားတာရှိပါလေရဲ့နဲ့မကူးခွဲခိုင်းဘူးဆိုတော့อืมဘသူကစာဖတ်ရမှာလဲနော်ဦးစင်းကပဲစာဖတ်ရမှာလားနော်တကားတော်ကပဲစာဖတ်ရမှာလားပြန်စဉ်းစားပါဦးနော်တကားတော်ကကိုပြောတဲ့စကားတော်မှအရှိနဲ့အနောက်တောင်နဲ့မြောက်အမိအမောက်မတည့်ပဲနဲ့ ဥသိန်းကိုလာပြီးတော့ဝေဖန်တယ်ဆိုတော့ရည်စရာဖြစ်နေတယ်เนาะအဲ့ဒီတော့ဥသိန်းကိုဝေဖန်မယ်ဆိုရင်မဝေဖန်ခင်မှာတက္ကရာတော်ကိုယ်တိုင်တက္ကရာတော်ရဲ့စကားကို အမိအမောက်တဲအောင်အရင်ဆုံးလှုပ်ပါအောင်လို့ဥသိန်းကပြောချင်ပါတယ်เนาะငလင်လှုပ်ခြင်းရဲ့အဓိကအကြောင်းကိုဥသိန်းမျှော်ပြပေးချင်ပါတယ်မြတ်စွာဘုရားကငလင်လှုပ်တာဘာကြောင့်လဲဆိုလို့ရှိရင်အကြောင်းရှိမှုကြောင့်လှုပ်တယ်လို့ဟောပါတယ်သို့တော့မြတ်စွာဘုရားကိုယ်တိုင်ဟောတယ် အဓမ္မိကတုပ်ကိုထပ်ပြီးတော့လေ့လာမယ်ဆိုလို့ရှိရင်အဲ့ဒီအကြောင်းရှိမျိုးကအဓိကအကြောင်းမဟုတ်ဘူးအဓိကအကြောင်းကဘာလဲဆိုရင်အဲ့ဒီအဓမ္မိကတုပ်မှာဟောတဲ့အရာပဲအဲ့ဒီအဓမ္မိကတုပ်ကဘာဟောတယ်လဲဆိုလို့ရှိရင်လူသားတွေတိတ်တယ်မကောင်းလို့အာဟုတုတွေများလို့ပီလာတွေမရှိတော့လို့နတ်တွေသိတိုးတယ်အဲ့ဒီနတ်တွေသိတိုးသည့်အတွက်ကြောင့်တဘာဝဘေးအန်တဘာဝဘေးအန်တွေဖြစ်ပေါ်လို့ဆိုမြတ်စွာဘုရားဟောတယ် ဲ့ဒါကိုကြည့်မယ်ဆိုလို့ရှိရင်အခုငလေလို့ချင်းအကြောင်းရင်းကတဘာဘေးအန်ရဲ့ကြောင်ရချင်းအဓိကအကြောင်းရင်းကဥသိန်းရဲ့လူသားတွေကိုယ်တိုင်ပါပဲဟုတ်တယ်အခုကကလီယုတ်သုတ်ကခက်အဲ့ဒီခက်ကလူလေးယောက်မှာတော့ယောက်မကောင်းတဲ့ခက်ခြေလေးချောင်းရှိတဲ့ခရင်မှာခြေ၃ချောင်းကျိုးတဲ့ခက်ဒါအခုကလီယုတ်ခက်ပဲပြီးတော့တဘာဘေးအန်ရဲ့ကတ်ဆိုတာကကြတော့လူသားတွေရဲ့အာကုတ္တရဲ့သူ့ပြုံပြီးအကျိုးပေးတာဖြစ်တယ် နော်လူသားတွေရဲ့အကုသို့သူ့ပြုံပြီးအကျိုးပေးတာဖြစ်တယ်ဒီခက်ကဒါကြောင့်ကုသိုလ်ကောင်းမှုမများလို့ပါဖျားပြားလို့ပါနော်တပ်ပိတတအာဟာရသီတိကလည်းအလုံးစုံသောတတော်တွေကအာဟာရကိုပဲမိတည်တယ်အဲ့ဒီအာဟာရက၄မျိုးရှိတယ်နာအာဟာရ၃မျိုးရုပ်အာဟာရ၃မျိုးရုပ်အာဟာရ၃မျိုး ဥဒင်းတော့ရုပ်ကိုအစာကျွေးသလိုနန်းကိုလည်းအစာကျွေးပါနန်းကိုဘယ်လိုအစာကျွေးမလဲဥဒုကောင်းမှုများများလို့ပါကောင်းတဲ့အာယုံနဲ့များများထိပ်သိပါအဲ့ဒီနန်းကိုအဲ့ဒီလိုအစာကျွေးခြင်းဖြင့်ဥဒင်းတို့တကြလေခိုင်မာလာမယ်ခိုင်မာလို့ရှိရင်အခုလိုကြုံလို့ရှိရင်လည်းဘာမှမတုံ့လို့ဘူးအဲ့လိုပြောလို့ဥဒင်းကစိတ်တခိုင်မာတာလားသူဥဒင်းလည်းမခိုင်မာဘူးဥဒင်းကဟုတ်စိတ်မကောင်းဘူးကိုယ်လည်းမကြုံရပါနဲ့လေ ။ဟိုမှာဥစဉ်နေတာကစာချက်တယ်။အရင်စာဖတ်တယ်။ဒါဥစဉ်တနေ့တည်းလေပတ်မှုပဲ။ဒီနေ့ဥစဉ်စာမပြတ်နိုင်ဘူး။ဟိုသွားလိုက်ဒီသွားလိုက်ဟိုလာလိုက်ဒီလာလိုက်ဟိုထိုင်လိုက်ဒီထိုင်လိုက်။ငေါင်းတော်ကြီးဖြစ်နေရ။ဥစဉ်ကအဲ့လိုဖြစ်လို့ရှိရင်ခုတကယ်ငလင်ဘေးကိုကြုံတွေ့ရတဲ့လူဆိုရင်ဘယ်လိုခံစားရမလဲဆိုဥစဉ်ကိုကျင်းထားနိုင်ပါလေ။ဒါကြောင့်ကုသိုလ်ကောင်းမှုများများလုပ်ပါ။ဖျားကြလုပ်ပါ။ ဟိလာသူများကြောင့်လက်ရောက်ပြီးတော့ရန်တန်းကတွေမဆော်ကားမှနဲ့သူတို့ကရန်တန်းကတပါးဟုတ်ပဲဆော်ကားတာတိုးတော့တန်ကားဆိုအဖွဲ့စည်းဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီတပါးကိုဆော်ကားလိုက်လို့ရှိရင်ကျန်တဲ့အဘိယတန်ကားတွေပါကုန်နော်အဲကြောင့်ခုံးကြီးတွေမကောင်းဘူးဆိုရင်မကောင်းဘူးဆိုတဲ့အကြောင်းကိုခုံးကြီးကိုရှင်းပြပါဝေဖန်ပါခုံးကြီးဝေဖန်လို့ရတယ်ဆော်ကားလို့မရဘူး ဥဒင်းမကောင်းလို့ရှိရင်ဥဒင်းကိုဝေဖန်ဥဒင်းလက်ခံတယ်နော်ဒါကြောင့်ကုသိုလ်ကောင်းမှုမပြလို့ပါရန်သားကိုမစော်ကားပါနဲ့တော့တဘာဝတရားကြီးကအယံကိုစမ်းကြဲ့ပါတယ်တဘာဝတရားကြီးကအယံကိုစမ်းကြဲ့ပါတယ်အာကုသိုလ်တွေများရင်အာကုသိုလ်အကျိုးကိုတဘာဝတရားကြီးကလူတွေကိုထင်ဟပြပါတယ်အဲ့ဒီလိုပဲ မြတ်တပြရဲ့၄အတင်ချင်းနဲ့ကဘာတစ်သိန်းလုံးဖြည့်တင်ခဲ့တဲ့ပါရမီကိုလည်းဒီတဘောတရားကြီးကအတိမှတ်ပြုပါတယ်။နော်လူတွေကျွလွန်ခဲ့တဲ့အာဟုတုပြစ်ကိုလည်းလောကကြီးကအတိမှတ်ပြုပါတယ်။အတိမှတ်ပြုလို့လည်းအခုလိုရေဘေးတွေရောမီဘေးတွေရောလေဘေးတွေရောငလင်ဘေးတွေရောဟုတ်တယ်မလားသူနာမည်ဘေးတွေရောပြတာပါ။အဲ့ဒီတဘောဘေးဆိုတာရဲ့လူတွေရဲ့ဆက်ဆက်နေပါတယ် ဲ့ဒီလိုပဲဦးဇင်းတို့မြတ်သက်ပြာပါရမီတွေဖြည့်ကျင်းခဲ့သည့်အတွက်ကြောင့်မန်နဲ့လာတိုက်ခိုက်တဲ့ခါမှာလည်းအဲ့ဒီမြတ်သက်ပြာကတစ္ဆာဆိုပြီးတော့တဘာဝတရားနဲ့ပဲမြတ်သက်ပြာကမန်နဲ့ကိုအောင်းအောင်မှုခတ်တာဖြစ်ပါလူတွေကအစိုးကိုပဲမြင်တာများတယ်အကောင်းကိုမြင်တာနည်းတယ်ဒါကိုစိတ်ပညာမှာ negativity ပြရခေါ်ပါတယ်လူတွေရဲ့စိတ်ကအစိုးကိုပဲညှစ်လို့ရှိတယ် နော်ပြီးတော့မြတ်စွာဘုရားကလည်းလူတွေကပါပတမေရမတိမနောလူတွေရဲ့စိတ်ကမကောင်းမှုမှာပဲမွလျော်တယ်မြတ်စွာဘုရားရဲ့အလိုနဲ့သိပ္ပညာတွေရဲ့လေးလက်တရှိမှုအလိုနဲ့ကတူပါတယ်အခုလိုခေတ်ကာလမျိုးမှာဦးသိန်းကနော်ဘုရားကုဏ္ဏတွေပွားဖေးဖို့တရားကုဏ္ဏတွေပွားဖေးဖို့ကုသိုလ်ကောင်းမှုမြတ်လုပ်ပြီးတော့ကိုယ့်ရဲ့ထိတ်တဲ့ကူအစာအာဟာရကျင်းပြီးတော့ထိတ်တဲ့မာကျောအောင် ဘွားကိုအစ်တစ်ဖန်ပြန်ဆနိုင်အောင်လုပ်ဖို့တိုက်တွန်းပါတယ်